2025-2026ခုနှစ်ပညာသင်နှစ်အတွက်မြန်မာနိုင်ငံတဝန်းလုံးကအခြေခံပညာစာသင်ကျောင်းတွေကိုစစ်ကောင်စီကဇွန်လ2ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းငလျင်ဒန်သင့်ဒေသတွေမှာစာသင်ကျောင်းဆောင်တွေပြန်လည်မထူထောင်နိုင်သေးတာကြောင့်ကျောင်းသားကျောင်းသူတွေဟာနှစ်သုပ်ခွေပြီးကျောင်းတက်နေကြရသလိုတချို့မပြက်စီးတဲ့ကျောင်းဆောင်တွေမှာလည်းစုဖွဲ့ပြီးတော့ကျောင်းတက်နေကြရတယ်လို့ကျောင်းသားတွေနဲ့ဒေသခံတွေကပြောပါတယ်။ ငလျင်တန်တဲ့ဒေတာတွေမှာစာတင်ချောင်းတွေဟာငလျင်တန်ထိပြီးထိခိုက်ပျက်စီးထားပြီးဖြစ်တယ်လို့နောက်ဆက်တွဲငလျင်တွေလည်းဆက်တိုက်လှုပ်ခတ်နေတဲ့အတွက်ចောင်းသားမိဖားတွေကစိုးရင်စိတ်တွေနဲ့ပဲចောင်းပို့နေကြရတယ်လို့ဆိုပါတယ်။အစိုးရចောင်းတွေကမနှက်ပိုင်းနဲ့နေ့လယ်ပိုင်းနှစ်ပိုင်းခွဲတင်ကြတယ်။ငလျင်ထိတဲ့ចောင်းဆောင်တွေကပြင်မပြီးသေးတော့ယာယီចောင်းဆောင်တွေမှာပဲတင်နေရတာ။အဲဒါကြောင့်အခန်းမလုံလောက်တော့အထက်တန်းတွေကိုမနှက်ပိုင်းအလယ်တန်းတွေကိုနေ့လယ်ပိုင်းအဲ့လိုအချိန်ခွဲပြီးတက်ခိုင်းနေတာ။ ်မိဘတွေအနေနဲ့ကတော့စိုးရင်သေးကြီးနဲ့ပို့နေရတာပေါ့ရှေ့မှာဖြစ်ပျက်ထားတော့လေဟိုတလောကနေပြီးတော့ကိုဘိုးပြုတ်ပြီး3 point 8နဲ့လှုပ်တော့အစိုးရအကြောင်းနေမှာဆရာဆရာမတွေနဲ့မိဘတွေတော်တော်လေးပြဿနာတက်သွားကြသေးတယ်ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုများခဲ့တဲ့စကိုင်းမှာဆိုရင်လေစကောင်စီကထိခိုက်ပျက်စီးခဲ့တဲ့စာတင်ကျောင်းတွေကိုပြန်လည်ဆောက်လုပ်နေစေဖြစ်ပြီးလက်ရှိမှာတော့ယာယီကျောင်းဆောင်တွေနဲ့ပဲစာတင်ကြားနေရတယ်လို့ဒေတာခန်တွေကပြောပါရီ။ ရားကြီးကျောင်းကျောင်းဆောင်လေးတွေစောက်ကြတယ်။အကျိုးပြတဲ့နေရာတွေတော့ပိတ်ထားတာပေါ့။ပေကြီးကတခြားကျောင်းမှာတက်ခိုင်းတာပေါ့။သူတို့ကျောင်းကစောက်နေကြတယ်ဒါပဲ။စောက်။သူတို့စောက်ဘူးပြီးတဲ့အခါကျရင်ပြန်လို့ပေါ့။အဲ့လိုမျိုးပေါ့။အရာပြင်းငလျင်တန်းကြောင့်စကိုင်းမြို့ပေါ်မှာအခြေခဲပညာအထက်တန်းကျောင်းသုံးကျောင်းထိခိုက်ပျက်စီးခဲ့ရပါတယ်။အလားတူပဲရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသကကေလာရောမဇရကြီးနဲ့နန်းပန်စားတဲ့ကြေော်တွေကစာတင်ကျောင်း၅ကျောင်းလောက်ထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ကျောင်းလေးပြန်ဖွင့်နေပြီအရှိန်ပိန်းနေပေါ့နော်အတန်းအတန်းအတန်းကြီးနဲ့အတန်းငယ်နဲ့အရှိန်လေးနဲ့ကွဲထားရမှာဘာလို့ဆိုကျောင်းဆောင်ကပြူသွားတော့လေအဲရှိတဲ့အဆောင်နဲ့ဟိုလိုမျိုးပြန်တင်နေတာပေါ့နော်စစ်ကောင်စီဩဇာခံတည်င်းဌာနတွေမှာတော့ငလျင်တန်ခန်းစားခဲ့ရတဲ့စကိုင်းမျိုးတွေကကျောင်းပေါင်း၄၀ကျောင်းနဲ့ကျောင်းဆောင်ပေါင်း၁၁၅ဆောင်ပြည့်စည်ခဲ့တဲ့အတွက်ယာယီကျောင်းဆောင်၄၀ဆောက်လုပ်ပေးထားရလို့ကြေညာထားပါတယ် မက်စလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်စကိုင်းငလျင်ကြီးကြောင့်စကိုင်းမန္တလေးနဲ့နေပြည်တော်တို့မှာစာတင်ကြပေါင်း6,900ကျော်လောက်ထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ကျွန်မကကေခိုင်ပါ။